ကော်ဖီဘလာဂျီကိုဝင်ဝင်ပါဖို့ပြောပြီးညီလေးနဲ့တိုက်ခိုက်ပါတယ်ကော်ဖီညီလေးကိုဆက်တီးလိုက်ပေမဲ့မလျှော်သေးပဲဝင်းညက်လက်ခံသူတွေကိုအနိုင်ချမယ်လို့ပြောတာကြောင့်ရှာတိတ်ကိုအပြက်ရှင်းဖို့ပြောပါတယ်ညီလေးကကော်ဖီစကားနားမထောင်နိုင်ဘူးလို့ပြောပေမဲ့ရှာတိတ်ကိုမုန်းတဲ့စိတ်ကလွယ်ပြီးကျန်တဲ့မှတ်ညက်အကုန်လုံးဖျက်လိုက်ကရှာတိတ်ကိုအပြက်ရှင်းခံလိုက်ပါတယ်ရီဂျင်နဲ့ဘလာဂျီလည်းအပြန်အလှန်တိုက်ခိုက်နေပြီးညီလေးလည်းမှတ်ညက်ပြောက်ကရှာတိတ်ကိုတီးနေပါတယ်ညီလေးကကော်ဖီပေးတဲ့ဓာတ်ကိုကောက်ပြီးလိုက်တီးပါတယ်ရှာတိတ်ကအတိတ်ရာဝင်ဖို့ပြောပေမဲ့ညီလေးကမုန်းတဲ့စိတ်ကလွယ်ပြီးဘာမှမမှတ်မိနေပါဘူး ကိုပြုကရီချင်းကိုသူ့အပြော်မပြအောင်အပြက်ရှင်းမှုဗလာကြီးကိုအမိတ်ပေးလိုက်ပါဗလာကြီးကမလို့ရှင်းတာကြောင့်တားပေမဲ့ရီချင်းကတော့အဆောင်ဆောင်ဝိညာဉ်နေဆိုတာတခင်ပေါ်တစ္ဆာရှိရမယ်လို့ပြောကရှေ့ဆက်သွားပါဗလာကြီးရဲ့တခင်ပေါ်တစ္ဆာရှိမှုကိုလေးစားရလို့ပြောပြီးတခင်ရွေးမှားနေကြောင်ပြောလိုက်ပါ Telegram မှာ Any Drone 99လို့ရိုက်ချပြီးမမဝမချိလို့ရနိုင်တဲ့ Enemy Series အပြင်နာမည်ကြီး O Enemy Series တွေဖြစ်တဲ့ Dragon Ball, Bleach နဲ့ Hunter x Hunter ကို T-shirt နဲ့မှ free သွားကြည့်လို့ရပါတယ် ဗလာကြီးလည်းတားမရတဲ့အစုံကိုဖြူအမိတ်တိုင်းလိုက်နိုင်ရပါတယ်။ညီလေးကရှာတိတ်ကိုအသေးတွေလိုက်လို့ရှာတိတ်လည်းရှင်သွားပါတယ်။ နောက်ဆုံးရှာတိုက်ကိုဓာတ်နဲ့ထိုးဖို့လုပ်ပေမဲ့ညီလေးတွန်းဆုံနေခဲ့ပြီးညဲ့ရီတွေစီးကြလာကဘာလုပ်လဲလို့မေးလိုက်ပါရှာတိုက်ကသူတို့နှစ်ယောက်ကညီကိုဆိုတာပြောပြပေမဲ့ညီလေးကတော့မှတ်မှတ်မိပါဘူးရှာတိုက်ကသူတို့ညီကိုနှစ်ယောက်ကြောင်းပြန်ပြောပြကမင်းကိုယ်ရဲ့အချိန်တိုင်းသူ့လက်ကိုကန်ရင်အငိုတိတ်သွားရဲ့လို့ပြောပြီးလက်ကမ်းပေးလိုက်ပါညီလေးလည်းဘာမှမှတ်မှတ်မိပေမဲ့ရှာတိုက်လက်မှာရင်းနှီးရဲ့နှွေးရမှုကိုခံစားလိုက်ရပါတယ်အဲအချိန်မှာပဲကိုဖြူကညီလေးတားခိုင်ထားတဲ့လက်ကိုတွန်းပြီးရှာတိုက်ကိုအဆုံးသတ်လိုက်ပါ မလာကြီးကလည်းယူချင်းကိုတခင်တည်ဆုံးမှုနဲ့အတူပြောက်ဝင်နေပြီဘူးမယုံကံဘူးပြောပါ යි ညီလေးကဘာမှမမှတ်မိပေမဲ့သူ့နှလုံးသားကအယဲနာကျင်နေပြီသူ့ကိုတယောက်တည်းမထားခဲ့ဘူးမိုးယိုပြီးတောင်းပန်နေပါ යි ညီလေးရဲ့မှတ်ညာကအမောင်တို့ထဲမှာပြိမိနေပြီရှာတိတ်ရှာတိတ်နေကြသင်းနေကြမှာအရာအလုံးကိုပြောင်းမှတ်မိသွားပေမဲ့နောက်ကျသွားခဲ့ပါပြီရှာပိတ်ကတော့နောက်ဘွားဆိုတာရှိခဲ့ရင်ညီလေးကိုသူ့ကိုဖြစ်စေချင်တယ်လို့ပြောကတည်ဆုံးသွားခဲ့ပါ යි ညီလေးရဲ့အသက်အဆက်အောင်ကုန်နေလို့တေကန်နီးတော့ဆူညံနေတဲ့ပြောကကိုဖြူအပြက်ရှင်းဖို့လုပ်ပါ යි အဲ့အချိန်မှာပဲကောင်းကင်ကအလင်းနဲ့ညီကြလာပြီးကိုပြူလွန်းထွက်သွားပါတယ်။ဆွမ်းအားအလွန်ကြီးတဲ့စိတ်ဆွမ်းအားကဝိညာဉ်လက်ခံသူတော်မဟုတ်တဲ့ညီလေးစီကထွက်ပေါ်လာတာဖြစ်လို့အံ့ဩကုန်ပါတယ်။ဗလာကြီးကတော့ညီလေးကတာမန်ဝိညာဉ်လက်ခံသူမဟုတ်လားဘူးလို့ပြောလိုက်ပါတယ်။တကယ်တော့ညီလေးမှာရှားပါးခန္ဓာကိုယ်လို့ခေါ်တဲ့စိတ်ပြီးခန္ဓာကိုယ်ရှိနေခဲ့တာဖြစ်ပြီးသူ့အဖေသွေးကိုအပြေးဝဆက်ခံတာပဲလို့ယူချင်းပြောလိုက်ပါတယ်။ကိုပြူကစိတ်ပြီးခန္ဓာကိုယ်ကဘာလဲမေးလို့ဝိညာဉ်လက်ခံသူတယောက်မှာကိုပိုင်အဆောင်ရှောက်တယောက်သာရှိနိုင်ပြီးစိတ်ပြီးခန္ဓာရှိတဲ့ဝိညာဉ်လက်ခံသူမှာတော့စိတ်ဆွမ်းအားအလုံးလောက်ရှိရင်တစ်ချိန်တည်းမှာအဆောင်ရှောက်အများ ားကြီးကိုစစ်ခေါ်နိုင်တယ်လို့ဗလာကြီးကရှင်းပြလိုက်ပါယူချင်းကတော့တခင်တရားတော်မသေးသေးပဲသူတခင်ပရမဆုံးပေးရတယ်ညီလေးကိုကာကွယ်ရမယ့်တာဝန်ကိုထမ်းဆောင်ဖို့ထားလာပါ သူစွာအကုန်လုံးနဲ့အတက်ကိုစတိပြီးရှောင်းမျိုးဆက်ရဲ့မယဲပင်းချိတ်ကိုဖွင့်လိုက်ပါတယ်။မယဲစစ်သူကြီးတွေကရည်ရည်အတက်ကိုရင်းပြီးရှေ့ဖွင့်ရလာအောင်အဓိပတိရဲ့ဆန္ဒကိုဆက်ခံနိုင်မယ်။ရှောင်းမျိုးဆက်ကိုရှာတွေ့ပြီးလာလို့မေးလိုက်ပါတယ်။ညီလေးကိုစစ်သည့်ခန္ဓာကိုယ်နဲ့ရှောင်းမျိုးဆက်ဖြစ်ကြောင်ပြောပြလိုက်တော့ခေါင်းဆောင်ရှူရှူကအဓိပတိရှောင်းရဲမျိုးဆက်ဖြစ်တဲ့ညီလေးနောက်လိုက်မယ်လို့ပြောလိုက်ပါတယ်။တန်တဲ့မယဲစစ်သူကြီးတွေကညီလေးကငယ်လွန်းသေးတာကြောင့်အလင်းစလုံးမဆုံးဖြတ်ဖို့ပြောပေမဲ့ရည်ချင်းကညီလေးရဲ့ကြည်ပြမှုကိုနှစ်ပေါင်းများစွာညှိတွေးခဲ့ရပြီးသူ့ရဲ့အညာတရားအမြင်မှာညီလေးဟာ တင်မျိုးရဲ့အသေးသားအနေနဲ့သူရဲ့ကောင်ဖြစ်မဲ့အလားအလာရှိကြောင်းတင်ပြလိုက်ပါတယ်။သူ့မှာစစ်သူကြီးတွေလိုတိုက်ခိုက်ဖို့အင်အားမရှိတော့တာကြောင့်ဆောင်မျိုးဆက်ကိုကာကွယ်ဖို့ရှူရှူစီမှာဒူတော့တောင်းဆိုလိုက်ပါတယ်။ရှူရှူလည်းယူကျင်းရဲ့အသက်ကိုစတဲ့အနေနာခံပြီးရှစ်ပွင့်ခက်ပေးရကြောင်းယူကျင်းရဲ့ဆန္ဒကိုဆက်ခံပြီးဆောင်မျိုးဆက်ဖြစ်တဲ့ညီလေးစီမှာခါစားမယ်လို့ပြောလိုက်ပါတယ်။ငရဲစစ်သူကြီးတွေလည်းညီလေးကရေရှည်ကိုမကြည့်တတ်ဘူးဆိုရင်တော့အရင်ဆုံးအဆုံးသတ်ပြီးမှသူတို့ပဲလို့ပြောကအကုန်ခါစားလာကြပါတယ်။ညီလေးရဲ့သူ့ရဲ့ငရဲလက်နက်ကိုယူပြီးကိုဖြူကိုလက်တီနဲ့အာကုန်ထိုးလိုက်ပါတယ်။ ညီလေးကလည်းကိုဖြူကိုစိတ်ရှိတိုင်းချက်တီးနေပါတယ်။ကိုဖြူကတော့မိစ္ဆဝဉ္ဇဉ်တွေကိုရှုပ်ထားတဲ့တကားကိုဖွင့်ပေးလိုက်ပေမဲ့အားလုံးကိုတမပေးလိုက်ပါတယ်။ဗလာကြီးကတော့ကိုဖြူကိုရှီပြီးထွက်ပြေးသွားပေမဲ့သူဆုံးသွားတာလက်မခံနိုင်သေးပဲဗလာကြီးကိုပြန်တိုင်းဖို့ပြောနေပါတယ်။ရှူရှူလဲနောက်ကလိုက်လာပြီးဗလာကြီးကိုတစ်ချက်တီးလိုက်တာမင်းမစိတ်ဆွမ်းအားတိတ်မကြံတော့တာမို့ရှက်လိုက်ဖို့ပြောပါတယ်။ ိုဗျူကတော့ဗလာကြီးကိုမညာပဲပြန်နိုင်ဖို့သာအမိန်ပေးနေပါတယ်။အရင်ကကိုဗျူနောက်လိုက်မိဆာဝိညာဉ်တွေကကိုဗျူကိုတမားဖို့လုပ်နေလို့ဗလာကြီးလည်းဘာမှမကြံတော့တဲ့စွမ်းအားနဲ့အပြတ်သွားခြင်းပြီးတခိကိုကာကွယ်ပေးကသူ့အသက်ကိုစည်သေးခဲ့ပါတယ်။ကိုဗျူကတော့ဗလာကြီးလည်းမရှိတော့တာကြောင့်စိတ်လွတ်သွားပါတယ်။ရှူရှူကကိုဗျူကိုအဆုံးသတ်ပေးဖို့လို့တော့ညီလေးကဝန်တားလိုက်ပြီးကိုဗျူကိုလူသားကဖာပဲပြစ်ပို့လိုက်ပါတယ်။အဲ့လိုလုပ်တာကကိုဗျူကိုအသက်ရှာနာပေးတာမဟုတ်ပဲကိုဗျူလုခဲ့တဲ့အဖြစ်တွေအတွက်ဒီသက်သက်ကုစားလို့မရအောင်လုပ်လိုက်တာပါ။ညီလေးကတော့မအိပ်မစားပဲ9ရက်9ညတိုင်းရှာတဲ့အုပ်ကူပေးမှစောင့်နေပါတယ်။ဒီ ီလော်ရှာလန်ကတည်ဆုံးသူဝိညာဉ်နေတဲ့နေရာမှာရှာတိတ်ဝိညာဉ်တေချာပေါက်ပြန်လာမှာလို့ပြောပါတယ်။အဲအချိန်မှာပဲဘီဒင်ဆရာရောက်လာကရှာတိတ်ဝိညာဉ်ကိုခေါ်လာပြီးညီလေးနဲ့အပေးယူလို့ပါတယ်။ညီလေးကိုတည်ဆုံးချင်းကျုံးမှသွားလိုက်ပြီးလေးချင်းပြရနဲ့ဒီလော်ရှာလန်ရဲ့ကြောင်းဝင်စစ်သူကြီးဖြစ်လာမယ်လို့ဘီဒင်ဆရာကပြောပါတယ်။ညီလေးနဲ့တည်သူချင်းမှလေးချင်းခဲ့ပြီးရှာတိတ်ဝိညာဉ်ကလည်းလော်ရှာလန်မှာစောင့်နေခဲ့ပါတယ်။အချိန်လေးကြာလာပြီးညီလေးတင်အောင်လာပါတယ်။ရှာတိတ်ကဝိညာဉ်ဖြစ်တာကြောင့်အရွယ်မထွားလာတော့ပဲညီလေးကသူ့ထက်အရက်ရှည်သွားလို့သဘောကျနေပါတယ်။ရှာတိတ်ကနောက်ဘဝဆိုတာရှိခဲ့ရင်မင်းကိုငါ့ကိုလုပ်ဖို့ပြောခဲ့ ယ်လို့ပြောက အခုကစပြီးညီလေးကိုအကိုလို့ခေါ်မယ်လို့ပြောလိုက်ပါတယ်။အန်ညီကိုနှစ်ယောက်ကအခုချိန်မှာတော့ညီလေးကချောင်ရံပင်ဖြစ်ပြီးရှာတိတ်ကတော့အလျံပဲဖြစ်ပါတယ်။